ားလုံးပဲမင်္ဂလာပါကျွန်တော် Chelsea 4 you နဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဒါ Champions League ပွဲစဉ် Round 3ဖြစ်ရှင်ပြိုင်ကစားတဲ့ဒါ Agent နဲ့ Chelsea ပွဲပေါ့နော်ကျွန်တော်တို့အသင်းဟာ5-1ဆိုတဲ့ရှားလန်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာကျွန်တော်စိတ်ထဲမှာဆွတ်ထင်ကြနေတဲ့မြင်ကွင်းတွေဒါကစားသမားတွေအကြောင်းပေါ့နော်ဒါညီကိုတို့နဲ့တူတူပြောသွားခြင်းနဲ့ဆိုဒီနေ့ပွဲမှာဆိုရင်တော့ Chelsea က5-1ဆိုတဲ့ရှားလန်နဲ့အနိုင်ရရှိခဲ့တယ်ဆိုပထမပိုင်းဒါ15မိနစ်မှာပဲတစ်ဖက်ကအထုတ်ခံရတယ်ပေါ့နော်ဒါ Agent က အထုခံရတဲ့အပေါ်မှာကျွန်တော်အသိနဲ့ပုံမလွယ်ကူသွားတဲ့အနေအထားမျိုးရောက်သွားတယ်ဆိုတော့ပုံမှန်ဆိုရင်လည်းဒီပွဲကနိုင်မှာဖြစ်ပေမဲ့ဒါတယောက်ထုတ်သွားတော့ပုံပြီးတော့လွယ်ကူသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီပွဲမှာဆိုရင်ကစားသမားတော်တော်များများလူငယ်တွေဖြစ်တယ်ဆိုတော့ကွင်းလယ်မှာပဲအတွေ့အကြုံရှိတဲ့ကစားသမား ပြေပါဝင်နေပေါ့နော်ဒါတော့မှလာဗီယာကအသက်မှ20နှစ်ပဲရှိသေးတယ်ပွဲကစားကွင်းတိတ်ပြီးတော့မရသေးတဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့တိုက်စစ်မှာဆိုရင်လည်းလူငယ်ကစားသမားတွေအများပြားနဲ့ပဲပွဲထွက်လာတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာပထမဆုံးအနေနဲ့ကျွန်တော်နီးပြမာရစကာကိုချီးကျူးချင်တာပေါ့နော်ဆိုတော့နီးပြမာရစကာကတပွဲပြီးတဲ့အခါမှာဒီအပြောင်းလဲတွေနဲ့ပတ်သက်ပြီးဘာပြောရလဲဆိုတော့ဒီဒီပွဲမှာဆိုရင်သူ့အနေနဲ့ကစားသမား10ယောက်လောက်အချင်းပြောင်းလို့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လွယ်ကူတဲ့အခြေအနေမျိုးတော့မဟုတ်သေးဘူးဒါပေမဲ့ ဟိုလုတ်ကိုလိုရမယ့်အနေထားမျိုးမျိုးလုတ်တယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့နော်ဆိုတော့ဒီညမှာသူ့ရဲ့ယုံကြည်မှုကိုမြင်ရတယ်ဗျာလူငယ်ကသမားတွေပွက်ထုတ်လိုက်တဲ့တိုင်အောင်သူ့ရဲ့ system ပေါ်မှာလည်းဒီကသမားတွေအနေနဲ့ဟိုကောင်းကောင်းအလုပ်လုပ်နိုင်တာကိုတွေ့ရတယ်ဒါလည်းဟိုနိဗျတရားရဲ့အရေးချင်းကိုပြောလို့ရတယ်ပေါ့နော်ဒါနိဗျတရားရဲ့ခေါင်းဆောင်မှုဒါကိုမြင်ရတယ်ဆိုတော့ဒီနေ့ပေါ်မှာဆိုရင်ဒါပထမဆုံးအနေနဲ့ဆိုရင်ကျွန်တော်နိဗျမာစကာကိုပဲဒါချီးကျူးခြင်းနဲ့ပေါ့နော် သူ့အနေနဲ့လုံဆက်ရှိတာကိုရဲရဲတင်းတင်းလှုပ်လာပြီးတော့အကောင်းဆုံးခင်းချင်းပြသနိုင်ခဲ့တယ်။နေရထုတ်ခံလိုက်ရတာကြောင့်မို့ပွဲရလွယ်ကူသွားပြီးတော့ဒါလူငယ်သမားတွေကိုလည်းပို့ပြီးတော့နေရပေးလိုက်ရတယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့နော်။ဆိုတော့ဒါလည်းကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ပဲပြောရမယ်။နောက်လာမယ့်ပွဲစဉ်တွေအဓိကအရေးကြီးတဲ့ကစားသမားတွေကိုအနာပေးနိုင်ခဲ့တယ်။ဒါအန်ဆိုဖာနန်ဒက်တိုမွတ်ဆက်ကန်စီရိုတို့ဒီမက်ကီယူတို့ပေါ့နော်။ဒီကစားသမားတွေကိုကောင်းကောင်းနာပေးနိုင်လိုက်တယ်ပေါ့နော်။ဆိုတော့ အဲ့တော့ပရမသုနေနဲ့ကျွန်တော်နေပြမတ်စကအပြောင်းလဲလုတ်လာတဲ့အပေါ်မှာကျွန်တော်စိတ်ကျဉ်နေမိတဲ့အကြောင်းအရာကိုကျွန်တော်ပရမသုပြောခဲ့တာဖြစ်တယ်။ဆိုတော့ဒုတိယအနေနဲ့ဆိုရင်တော့ဒါကသမားလေးတယောက်အကြောင်းပေါ့နော်ကျွန်တော်တို့ရဲ့ဒါလူငယ်ကသမားလေး Reggie West အကြောင်းကျွန်တော်ပြောခြင်းတယ်။ဆိုတော့ဒီနေ့ဘုမဆိုရင်သူ့အနေနဲ့ချက်မြလေးပရမသုပွထွက်ခွင့်ရရတယ်ဆိုတော့အသက်မှာ16နှစ်နဲ့2ရက်ပဲရှိသေးတဲ့ကစားသမားလေးကဒီနေ့ပွဲမှာဆိုရင်ပေါ်ထွက်ခွင့်ရတယ်ပေါ့နော်သူအနေနဲ့ဘလောက်တော်များပျော်နေလိုက်မလဲဆိုတာညီကိုလည်းတွေးကြည့်လို့ရတယ်ဆိုတော့ ူဟာဒီနေ့ပွဲမှာဆိုရင်အကောင်းဆုံးကစားခဲ့တယ်လို့ပဲပြောချင်တယ်ပေါ့နော်ဆိုတော့သူအနေနဲ့အသိပေါ်တွေနဲ့ချိန်ဆက်ကစားရမှာလဲဒါလုံလောက်မှုရှိခဲ့တယ်ဆိုတော့အကောင်းဆုံးချိန်ဆက်ကစားနိုင်ခဲ့တယ်ဆိုတော့တအူးချင်းစွမ်းဆောင်ရည်မှာဆိုရင်လည်းဒါသူ HSP တွေကြောင့်ဝင်ပြေးတဲ့အနေအထားမျိုးတွေဒါနံပါတ်1ရိုးမှာကောင်းကောင်းဘောလုံးကိုကင်ထားတဲ့အနေအထားမျိုးတွေဒါတွေမြင်ရတာလူငယ်ကစားသမားတယောက်မှဟုတ်ပါရဲ့လားဆိုတော့အတွေ့မျိုးဝင်မိတယ်ဆိုတော့တကယ်ကိုအတွေ့အကြုံရှိတဲ့ကစားသမားတယောက် ်တဖွဲ့ကစားသွားတယ်ပေါ့နော်တစ်ဖက်ကဒါတယောက်ဒုက္ခလို့ဘာညာဆိုတာထက်ဗျာကျွန်တော်တို့ဒီအသက်18နှစ်သားရှိသေးတဲ့ကစားသမားလေးချက်မြင့်လေးပွဲစဉ်တပွဲကိုဝင်ရောက်ရှင်ပြန်ကွင်းရတာဟာဘလောက်ဒီစိတ်လှုပ်ရှားစရာကောင်းနေမလဲဆိုတာတွေးကြည့်လို့ရတယ်ပေါ့နော်ဒီချိန်ဒီမှာတော့သူ့အနေနဲ့အာတီတီငင်ငင်တုံ့ပြန်သွားတာကိုမြင်ခဲ့ရတယ်စိတ်ကျေနပ်စရာကောင်းတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ ဟိုခန်းစားခဲ့ရတယ်ပေါ့နော်ပြကြည့်ဝဲအတွက်လဲဒါဘယ်လိုပြောမလဲအမဲအနာဂတ်အတွက် experience ကောင်းကောင်းရလိုက်တဲ့ပွဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါတော့ပြကြည့်ဝဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမည်ကိုကျွန်တော်ပြောခဲ့တာဖြစ်တယ်ဆိုတော့နောက်တစ်ယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်အန်ဆိုဖာနန်ဒက်ကိုပြောချင်တယ်ပေါ့နော်ဆိုဒီနေ့ပွဲမှာအန်ဆိုဖာနန်ဒက်ရဲ့ခြေစွမ်းကိုပြောတာအထက်အဲသူ့ရဲ့စိတ်ဓာတ်ပေါ့နော်ခံယူချက်ခေါင်းဆောင်မှုဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်သူ့အနေနဲ့ပထမ ါတလုံးဒါပနယ်တီကန်လိုက်တယ်3-1ဆိုနဲ့ရလက်နဲ့ကျွန်တော်ဥဆောင်နိုင်လိုက်တယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ချိန်ပနယ်တီထက်ရတယ်ဒီနေသားမျိုးမှာသူ့ရဲ့ခေါင်းဆောင်မှုစိတ်တက်ပေါ့နော်သူ့ရဲ့အပြင်ကဆာဖေးမဖြစ်တဲ့စိတ်ပေါ့နော်တကူကောင်းမဆန်တဲ့စိတ်ကိုကျွန်တော်တို့မြင်လိုက်ရတယ်အစီဘောင်ဘလုံးပေးလိုက်တယ်အစီဘောင်ကလည်းအာဒီယုံကြည်မှုကိုရအောင်ယူပြီးတော့ကျွန်တော်တို့ကိုးကံသွင်းသွားတယ်ပေါ့နော်ဆိုတော့ ဒီမြင်ကွင်းကအာကျွန်တော်တို့ပြိသက်တွေဒီမကဘဲနဲ့တကဘာလုံးမှာရှိတဲ့ဒါပြိသက်တွေရဲ့မျက်စိထဲမှာပါဆွဲနေမဲ့ဒါမြင်ကွင်းတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့တခြားပြန်လို့ကြည့်ရင်ဒီကစားသမားနှစ်ယောက်ကဒါသူတောင်အမေရိကမှာဆိုရင်တကယ်ဟိုပြိုင်ဆိုင်မှုပြင်းထန်မှာလေဆိုတော့အသင်းကြီးနှစ်သင်းရဲ့ကစားသမားတွေဖြစ်တယ်ဒါပေမဲ့အာဒီကစားသမားနှစ်ယောက်ကချက်စီးကိုရောက်လာတဲ့အခါမှာချက်စီးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ ကွက်ထွန့်မတော်ပဲနဲ့ဒါညီကိုရေတပွဲပေါ့နော်ကျွန်တော်ဒါမျိုး relationship ကိုတွေးရတယ်ဒါနဲ့ပတ်သက်ပြီး SC ဘောင်ကလည်းပွဲပြီးတဲ့ခါမှာဗာပြောသွားလဲဆိုတော့ Super Nintendo ဟာတကယ်လို့နှစ်လိုပွဲကောင်းတဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဟောဒီအချိန်လေးကိုသူ့အနေနဲ့အများကြီးမမျော်လင့်ခဲ့ဘူး Super Nintendo စီကနေပြောဒီလိုမျိုးဘောလုံးရမယ်လို့မမျော်လင့်ခဲ့ဘူးပေါ့နော်ဒါပေမဲ့သူပေးခဲ့တယ်ပေါ့နော်ဒါဟုကြည်ချင်းအဖြစ်ကျွန်တော်တို့အသင်းရဲ့ဒါစူးစိမှုညီညွတ်မှုကိုမြင်ရတယ်ဆိုပြီးတော့ SC ဘောင်က အဖို့ကျူးသွားတယ်ပြောရရင်ဒါဒီမြင်ကွင်းဟာကျွန်တော်တို့အရှင်တို့ကဟိုမမြင်ခဲ့ရတဲ့ဒါမြင်ကွင်းတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီပိုချက်တီနိုလက်ထက်မှာဆိုရင်ဒါကိုပါမာနဲ့ဒီနိုကလက်ချက်စင်နဲ့အမာရဂီရိုအော်ပီနဒီလူကန်နဲ့အနေထားမျိုး ျွန်တော်တို့မြင်ခဲ့ရပြီးပေါ့နော်အာဒီနေရာမှာဝေဖန်တန်နေလဲအများကြီးတောက်လျှောက်သလိုတက်ခဲ့ပြီးတော့လက်ရှိချိန်မှာဆိုရင်ကျွန်တော်တို့သိဟာဒါတိုးတက်လာတဲ့အရေးရောင်လို့ပြောလို့ရတယ်အာခြေစွမ်းမှာမဟုတ်ဘဲနဲ့စိတ်ပိုင်းဆန်ရပါကျွန်တော်တို့အသိဟာတိုးတက်လာတဲ့အခြေအနေလို့ပြောလို့ရတယ်ချက်စီဟာတိုးတက်လာပြီလို့ပြောနိုင်တယ်ဆိုတော့ဒီနေရာမှာအန်ဆိုဖန်တန်ရဲ့ကောင်းဆောင်မှုဟာကျွန်တော်တို့အသိရဲ့စုစည်းမှုညီညွတ်မှုကိုပြတယ်လို့ပြောခြင်းနေပေါ့နော်ဆိုတော့ ဒါတော့အန်ဇိုဖာနန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်သူ့ရဲ့ခြေစွမ်းကိုမဟုတ်ဘဲနဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုကျွန်တော် highlight လုပ်ပြီးတော့ပြောခဲ့တာဖြစ်တယ်။ဆိုတော့နောက်တစ်ယောက်ကတော့မက်ကီယူဖြစ်တယ်ပေါ့နော်။ဆိုတော့ဟိုဒီနေ့မှာပြောချင်တာကဘာလဲဆိုတော့ဟိုမဆက်ကန်စီရူရူဟိုဒါအကြောင်းတော့ပါမမဟုတ်ဘူးတိုစင်တို့အကြောင်းပါမမဟုတ်ဘူးဝက်စလီဖိုဖာနာတို့အကြောင်းပါမမဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီကသမားတွေမက်ကီမဆက်ကန်စီရူရူဆိုတာကောင်းတယ်ဆိုတဲ့အခြေအနေကဒါဘယ်လိုပြောမလဲ။ သတင်းမဟုတ်တော့ဘူးဗျာပြောစရာတောင်မလိုတော့အခြေအနေမျိုးဒီကမ်းမဟာ stable ဖြစ်ဆုံး consistent ဖြစ်ဆုံးကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ချက်စီးမှာဆိုရင်ဆိုတော့ဒါတို့မကန်စီရိုအကြောင်းတော့ပါမှာမဟုတ်တော့ဘူးဆိုတော့လူငယ်ကစားသမားတွေကိုပဲကျွန်တော်ဥတည်ပြီးပြောသွားမယ်ပေါ့နော်ဆိုတော့ Mackie U အကြောင်းပြောရမယ်ဆိုရင်လည်းဆိုတော့ဒီကမ်းမဟာအခွင့်အရေးပေးတဲ့အချိန်မှာပေးတာနဲ့ထိုက်တဲ့အောင်စူးစမ်းနိုင်ခဲ့တယ် တော့တတီညီညီပဲသူ့အနေနဲ့တကူရအောင်သွင်းသွားတယ်အဆုံးသက်သွားတယ်ပေါ့နော်ဆိုတော့ဒီနေ့ဘက်မှာဆိုရင်လည်းသူ့ကိုချီကျူးရမယ်ပေါ့နော်ကျွန်တော်တို့ဟိုဒီတိုက်စစ်ကိုဥဆောင်လာတဲ့အခါမှာပြောစရာရှိတာကဒီချန်ပီယံလိလိုပွဲစဉ်မျိုးမှာတိုက်စစ်ကိုဥဆောင်လာတယ်နောက်ဘာပြောစရာရှိတာလဲဆိုတော့ GND လက်တို့ဟိုနာနေတဲ့အချိန်ပြီးတော့ဒီဂျောက်ပထူကဟိုအချာပိုင်းရောက်သွားတယ်လို့ပြောလို့မရပါဘူးမြဲအကိုးတွေမသွင်းတဲ့အချိန်ဆိုတော့ ဒီချိန်မှာအတင်းတော်အကူရတယ်ဆိုတဲ့အခြေအနေကကျွန်တော်အတင်းတော်လည်းကောင်းတယ်လို့ဒီကံသမားလေးအတွက်လည်းလာမဲ့2026ကပ္ပဖလာကိုဒါပဲရှင်ပြိုင်ခွင့်ရဖို့ပေါ့နော်အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်ဒါဟု သူ့အနေနဲ့မိမိမိရရအသုံးချသွားနိုင်တာကိုကျွန်တော်သဘောကျတာပေါ့နော်ဒီကစားသမားလေးကိုဆိုတော့စိတ်ပိုင်းဆိုင်ရာကိုဒီကစားသမားလေးကိုပို့ပြီးတော့သဘောကျတယ်ခြေစွမ်းရတော့ဒါလူဝက်ချက်တွေစီကောင်းရှိနေနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အော်ဒီကစားသမားလေးကိုကြည့်ရတာလုံးဝအကျန်းတဲပုံစံမျိုးဖြစ်နေသေးတယ်ပေါ့နော်အသိပေါ်တွေနဲ့ချိတ်ဆက်ကစားရမှာတော့လူဝက်ချက်ကလေးတွေရှိနေသေးတာကိုတော့တွေးရတယ်အဆုံးသက်ကတော့ အော်ဒီနေ့ဘက်မှာတွေးအေးတယ်ဆိုပေမဲ့အရင်ကြီးထိချက်ကတော့မကောင်းခဲ့ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အော်ဒီနေ့မှာဆိုရင်ဒီကမ်းမလေးကိုလည်းမျက်စိထဲမှာပြန်မြင်နေတယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်ကတော့အော်ကျွန်တော်တို့ရဲ့ဒါမောတမက်ပန်ရှင်ပေါ့နော်ဂျမီကီတန်ဖြစ်တယ်ဂျမီကီတန်ကဒီနေ့ပွဲမှာဆိုရင်အကောင်းဆုံးခြေစွမ်းပြသွားတယ်ပရမဘိုင်းမှာရောသူအနေနဲ့ဒုတိယဘိုင်းမှာရောပေါ့နော်အကောင်းဆုံးဟိုကစားသမားစုရသည့်အထိသူအကောင်းဆုံးခြေစွမ်းပြခဲ့တယ်ပေါ့နော်ဆိုတော့ဂျမီကီတန်ရဲ့ဟိုပြဿနာလေးကဘာလဲဆိုတော့ ဟိုတလေးဖြစ်တာပေါ့နော်ဘလုံးကင်ထားတဲ့အချိန်မှာ तू ကနည်းနည်းလေးဟိုအချိန်ဆွဲတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးလေးတွေတော့တွေးရတယ်ဆိုတော့သူ့ရဲ့ fee ကတော့ပြောစရာမလိုဘူးပေါ့နော်ဆွတ်ထွက်သွားတဲ့အချိန်ဆိုရင် agent ရဲ့နောက်တန်းတွေဒါဖြိုဖဲကြံရက်ခဲတဲ့အနေထားမျိုးတွေပဲတွေ့ရတယ်ပေါ့နော်ဒီနေ့ပွဲမှာဆိုရင် agent နောက်တန်းကိုအကောင်းဆုံးချင်းချောက်နိုင်တာက Jamie Gittan ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာတကိုးလဲဖန်တီးပေးနိုင် ခဲ့တယ်မွဲစကန်စီရိုရဲ့ကိုကိုသူဆွဲဝင်လာရကနေပြီးတော့အကွက်မြင်မြင်ပဲဖန်တီးပေးသွားတယ်ပေါ့နော်သူအနေနဲ့ဒီနောက်မှာအန်ဆိုဖာနန်ဒက်ပေးရရှိတယ်ဒီတစ်ဖက်မှာမွဲစကန်စီရိုပေးရရှိတယ်နောက်ကတက်လာတဲ့ဂျာရယ်ဟာတိုပေးရရှိတယ်ဒါပေမဲ့အကောင်းဆုံးဒါဘယ်လိုပြောလဲသူ့ရဲ့ PC ကိုမြင်ရတယ်ပေါ့နော်မွဲစကန်စီရိုလွတ်နေတာကိုကောင်းကောင်းကြီးတွေ့လိုက်တဲ့ခါမှာမွဲစကန်စီရိုပေးပြီးတော့အသာကန်ကွင်းပေးလိုက်တယ်ပေါ့နော်ဆိုတော့သူအနေနဲ့အစင်ရခဲ့တယ်ဆိုတော့ တပွဲလုံးတိုင်းတာအာလီနဲ့လည်းအတော်ကောင်းခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဒီကနေ့တစင်သူ့အနေနဲ့ယုံကြည်မှုတစ်ခုရမယ်ပရီးမီးယားလိမှာလည်းအဝင်လာမယ်ဆိုရင်ကျွန်တော်တို့တို့ကတော့ဒါကောင်းကျိုးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်အော်ဘယ်လိုပြောမလဲအာကစားကွင်းပေးတာနဲ့ထိုက်တန်အောင်သူအကောင်းဆုံးကြိုးစားပြသွားတယ်ဆိုတော့ဒါတော့အော်ချမီကီတန်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမြင်ဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးတစ်ယောက်ကတော့အစတေဘောင်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒါ လူငယ်ကစားသမားလေး SD ဘောင်အကြောင်းဖြစ်တယ် SD ဘောင်ကဒီနေ့ပွဲမှာဆိုရင်လည်းဒါပြောပြောမလဲတောင်မန်တစ်ဖက်ကိုဥဆောင်လာတယ်ဘောနော်သူ့ကိုပွဲထွက်ခွင့်ပေးတဲ့အခါမှာသူကအကောင်းဆုံးခြေစွမ်းပြခဲ့တယ်လို့ပြောလို့ရတယ်ဆိုတော့ပင်နရီကန်တဲ့ခါမှာလည်းလုံးဝတီတီငိမ့်ငိမ့်ကန်သွားတာကိုတွေ့ရတယ်ဆိုတော့ချမင်းလေးလိုပြိုင်ပွဲမျိုးမှာ အဆုံးဖြတ်ပင်နယ်ရီမဟုတ်ပေမဲ့အသင်းကိုအနိုင်သေးချာစင်မဲ့ဒါပင်နယ်ရီမျိုးကိုကန်ကွင်းရတယ်ဆိုတာအသက်16နှစ်ตาလေးတောက်အတွက်လွယ်ကူတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုပြောရစီတယ်ကပင်နယ်ရီပဲกว่าမင်းကန်ရတာလွယ်တာလို့ပြောရစီဒါပေမဲ့ဟိုပင်နယ်ရီတကယ်ကိုကိုရင်ကံဘူးတဲ့လူတွေဆိုရင်သိလိမ့်မယ်ဘလောက်ထိပြားများလဲဆိုတာကျွန်တော်တို့ကံဘူးတဲ့လူတွေဆိုရင်ပို့ပြီးတော့သိရပေါ့နော်ဆိုတော့ ါဒါကြောင့်မို့ဒီနေ့ပွဲမှာဆိုရင်သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုလည်းကျွန်တော်တို့မြင်ရတယ်ပင်နယ်တီကိုလည်းကောင်းကောင်းကြီးအဆုံးသက်သွားတယ်တိုင်ရီကျော့ဂိုးသွင်းပြီးတဲ့နောက်ပိုင်းမှာပွဲကအပလိုရောမလားပြင်းပြကောင်းသွားပြီးလူစိတ်ထဲမှာထင်လိုက်ပေမဲ့ပေါ့နော် SC ဘောင်ကကျွန်တော်တို့ဒီပွဲကိုဆွဲခေါ်သွားတယ်ပေါ့နော်ဒီနေ့မှာဆိုရင်သူကဟိုစစချင်းတုန်းကဒါပလိုရောမလားဒီဘဲတောင်မှမှာဟိုညတော်မှမှာကစားတယ်ပေါ့နော်ညတော်မှမှာကစားရင်းကနေပြီးတော့တိုင်ရီကျော့ဝင်လာတဲ့အခါမှာသူကဟိုစတရိုက်ကာဆန်ဆန်ကစားသွားတာကိုတွေ့ရတယ်ဆိုတော့ ဒါကိုကျွန်တော်ချီးကျူးချင်တာဖြစ်တယ်မဟုတ်လား SD ဘောင်းကဒီ white area မှာပို့ပြီးတော့အလုံးလုံးတက်တဲ့ကားသမားလို့ကျွန်တော်တို့မြင်ထားပေမဲ့အာဒီနေ့ဒီနီးပြားရဲ့အတုံးချမှုပေါ်မူတည်ပြီးတော့သူ့ရဲ့ကစားပုံကပြောင်းသွားတယ်ပေါ့နော်ဆိုတော့ဟို striker sansan ကစားသွားတဲ့နေရာမှာသူ့ရဲ့စင်ပေါ့နော်ဘောလုံး forward intelligence ကအမြင့်ဆုံးမှာရှိတယ်ပေါ့နော်ဘယ်ချိန် timing guide ထွက်ပြေးရမလဲဘယ်ချိန်မှာအသင်းဘော်တွေနဲ့ချိန်ဆက် ကစားရမလဲဟိုဘယ်ချိန်မှာပြေးပြီးတော့ပိတ်သွေးရမလဲပေါ့နော်ဒါမျိုးသူကောင်းကောင်းသိတယ်ဆိုတော့ striker တယောက်ရဲ့ knowledge ပေါ့နော် general knowledge ကိုသူကောင်းကောင်းမိတယ်ပေါ့နော်ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်အသက်16နှစ်သာရှိသေးတဲ့ကစားသမားလေးတယောက်အတွက်ဒါကြီးမားတဲ့ဟိုအရာတစ်ခုပဲဗျာကျွန်တော်တို့ဒီဒါမျိုးလုံနိုင်နေဆိုတာကကစားသမားတွေကလက်ချိုးရည်လိုရတဲ့အနေအထားမျိုးတွေဖြစ်တယ်။ဒါပေမဲ့သူကောင်းကောင်းလုံနိုင်ခဲ့တယ်။ဆိုတော့ဒီနေ့ပွဲမှာဆိုရင်အခွင့်အရေးတွေလည်းတောက်လျှောက်ရခဲ့တယ်။ ကန်ဆိုးပြီးတော့သူနောက်ထပ်ကိုတကိုးတော့မရခဲ့ဘူးပေါ့နော်ကျွန်တော်ကကိုတော့ရားစေချင်လိုက်ပေမဲ့သူကိုမရခဲ့ဘူးဆိုတော့ဟိုဘယ်ဘွဲဖြစ်ဖြစ်အာဒီနေ့ဘွဲမှာသူအကောင်းဆုံးကြိုးစားခဲ့တယ်အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်။ပေါ်ပြီးတဲ့ခါမှာဒါအစီဘောင်နဲ့ပတ်သက်ပြီးရောနေပြမာစကာကဘာပြောထားတာရှိလဲဆိုတော့အစီဘောင်ကလက်ရှိချိန်မှာဆိုရင်တော့သူ white ဧရိယာမှာအကောင်းဆုံးဒါအလုံးလုံးတက်တဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဒီလိုမြင်ထားတာဖြစ်တယ်ဒါပေမဲ့အစီပေါင်းကမန်ချက်စတာစီးရီးကိုကိုပမာရောက်လာတော့ကအချင်းနေနဲ့တူတယ်ဆိုတော့နောက်ပိုင်းရောက်ရင်တော့ဒါ inside player အဖြစ်အသုံးပြုနိုင်တယ်ဆိုပြီးတော့အော်ပြောသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါအစီပေါ်ရဲ့နောက်ထပ်တလေပဲတစ်ခုကိုမြင်ရမလားဆိုတော့ကတော့နေပြအန်ဆိုမာစကာပေါ်မှာပဲအများကြီးမူတည်သွားပြီလို့ပြောလို့ရတယ်ဆိုတော့နောက် အာကျွန်တော်တို့ S3 ဘောင် upgrade ပေါ့နော် upgrade S3 ဘောင်ကိုမြင်ရမလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဟိုဒီ agent နဲ့ပွဲစဉ်ပြီးတဲ့အခါမှာကျွန်တော်စိတ်ထဲမှာဆွတ်င့်ဂျန်နေတဲ့ကစားသမားတွေအကြောင်းမြင်ကွင်းတွေအကြောင်းအာဒါကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်ညိုတော့ဘယ်လိုမြင်လဲပေါ့နော်ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ညီကိုအမြင်လေးတွေခလာချက်လေးတွေပြောသွားကြပါအောင် အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှပြန်တွေ့ပါမယ်